အခုဆိုလို့ရှိရင်ကျွန်တော်ကကင်းချီဇက်တွေကိုအကုန်လုံးတစချင်းစီလဲဖြုတ်ပြီးသွားပြီပေါ့နော်ဖြုတ်ပြီးတာနဲ့ကျွန်တော်ဂျီဆေးတာပါဂျီဆေးတယ်ဆိုလို့ရှိရင်နော်ဒီလိုတပုတ်တန်ကိုယူမယ်တပုတ်တန်ကလည်းနည်းနည်းမာနေရမယ်ပေါ့နော်ဒီတပုတ်တန်ဆိုရင်ဒါတိတ်တော့သုံးတော့မသုံးတင်တော့ဘူးနည်းနည်းမမာတော့ဘူးပေါ့ဒါပေမဲ့လည်းဒါတွေကိုကျွန်တော်တို့ဒီလိုမျိုးတည်တည်ချာချာပုတ်ရမယ်နောက်ပြီးတဲ့အခါကျတော့ရှင်အောက်တွေလည်းတည်တည်ချာချာပုတ်မယ်ဒါပုတ်ပုတ်ထားပြီးပါပြီကျွန်တော်ပုတ်ထားပြီးပြီကြောင်မလို့နော်ဒါမှန်းဆိုလို့ရှိရင်ပုတ်တဲ့အချိန်ကိုပါယူနေရမှာကြောင်မလို့ပါဒါတွေဆိုလို့ရှိရင်တည်တည်ချာချာကျွန်တော်တို့အကုန်လုံး အောက်တွေရောဂျိုချားတွေရောပေါ့နော်အကုန်လုံးကိုကျွန်တော်တို့ကခြေတွေရစ်နေသလားဘာသာဆိုတဲ့ဥစ္စာအကုန်လုံးကျွန်တော်တို့ကဆေးရပါမယ်ဆေးပြီးပြီဆိုတာနဲ့များအဝတ်စလေးနဲ့ကျွန်တော်တို့ကသေးသေးချာချာတုတ်ရပါမယ်ဟာအဝတ်စလေးနဲ့ကျွန်တော်သေးသေးချာချာလဲခုနောင်ကလည်းတုတ်ထားပြီးပါပြီတုတ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကဒီအာအဓိကတော့ဒီဓာတ်ဆီဒီဇယ်ပေါ့နော်မနေ့တုန်းကလည်းပြောပြီးပြီဓာတ်ဆီဒီဇယ်နဲ့ကျွန်တော်တို့ကရောပထားတဲ့ CO ပဲကျွန်တော်တို့အသုံးပြုလို့ရမယ် ဒီဇယ်ကြီးတိုင်းမဲ့ဆိုလို့ရှင်လဲကျွန်တော်တို့အဆင်မပြေဘူးဓာတ်ဆီကြီးတိုင်းမဲ့ဆိုလို့ရှင်လဲကျွန်တော်ကတန်ကြီးတွေပြန်လို့လိုက်လာတတ်တယ်ပေါ့နော်နောက်ပြီးတော့ဒီဆက်ကိုကျွန်တော်တို့ကဘယ်လိုနေရာမှာထားရမလဲပေါ့နော်လေဝင်လေထွက်လဲကောင်းတဲ့နေရာမျိုးပေါ့နောက်ပြီးတော့ခါကြတော့မိုးတွေနဲ့ကင်းတဲ့နေရာမျိုးမှာကျွန်တော်တို့ထားရမယ်ဒါမှဆိုမိုးတွေပတ်တဲ့နေရာမျိုးမှာဆိုလို့ရှင်တော့တန်ကြီးတွေအလိပ်လိပ်တက်တက်ပါလိမ့်မယ်တန်ကြီးတွေကိုက်ပါလိမ့်မယ်ဒါကြောင့်မလို့ကျွန်တော်တို့တေးသေးချာချာအဲ့လိုနေရာမျိုးမှာထားပြီဆိုလို့ရှင်တော့ကျွန်တော်တို့တေးသေးချာချာအဲ GC ပေးရပါမယ်နှစ်စင်နှစ်စင်ပေါ့ အဲ့ဆိုရင်ကျွန်တော်တို့ကလက်ကလေးနဲ့ကျွန်တော်တို့ဖြည်းဖြည်းလေးကျွန်တော်တို့လက်ရပါမယ်ဒါလေးကိုလက်ကြည့်ရမယ်လက်ကြည့်ပြီးတဲ့ခါကျတော့အော်ငါဒီဆက်ကိုငါချုံပယ်ဆိုလို့ရှိရင်ဘလောက်လောက်ကောင်းနိုင်မလဲနော်နည်းနည်းလေးကြက်နေရလားတင်းနေရလားဘယ်နှမ်းမှတင်းတာလဲဘယ်နှမ်းမှကြက်တာလဲအခုဒါဆိုလို့ရှိရင်ဒါကတော့ဟိုကောင်းနေတဲ့ဆက်ချောင်းမို့လို့လေနော်အဲ့တော့တကယ်တကယ်ဖြစ်တတ်တဲ့ဥစ္စာကကျတော့ဒီနားလေးဒီမှာပဲဖြစ်တတ်တယ်ဒီနားမှာပဲပေါ့နော်ဒီနားလေးမှာနည်းနည်းလေးတင်းနေရမျိုးဖြစ်တတ်တယ်ဒီနားလေးမှာတင်းတာ तू ကလှဲလိုက်တာနဲ့ကျွန်တော်တို့သိရဲ့ ဘယ်နားမှာတင်းတာလဲဆိုတော့ဥစားဖြည်းဖြည်းလေးကျွန်တော်တို့ကစက်တက်ခုကိုဆိုရှင်ဖြည်းဖြည်းလေးကျွန်တော်တို့လဲရမယ်လဲကြည့်ရမယ်လဲမယ်လဲမယ်လဲမယ်တစ်ပတ်နှစ်ပတ်သုံးပတ်အဲ့ဒါကိုဖြည်းဖြည်းချင်းစီကျွန်တော်တို့လဲကြည့်ရမယ်လဲကြည့်ပြီးတော့မှအော်ဒီအောက်နားမှာကြက်နေရလားเนาะဘယ်နားမှာကြက်တာလဲဘယ်နားမှာတွားထစ်တာလဲဒါမျိုးကိုကြည့်ရပါမယ်နောက်ပြီးတော့ခါကြတော့ရှင်ကျွန်တော်တို့ကအဲ့လိုမျိုးချိန်ကြည့်နေတဲ့အချိန်တော့တွေ့မှာပဲဒါကြီးကဒီလိုမျိုးဖြစ်နေရတယ်အဲ့လိုဒါနဲ့တွားရိုက်တာပေါ့ရိုက်တဲ့ခါကျတော့ကြက်နေတာပေါ့ဟာဘယ်နားမှာတွားကြက်လို့ကြက်နေမှမသိဘူးဒါနဲ့တွားရိုက်မိတာတချို့ဟာတွေကြတော့ အဲ့လိုမျိုးရိုက်နေလိုက်ပြီဆိုရှင်ကျွန်တော်တို့ကဒါလေးကိုလည်းသေးသေးချာချာဒီလိုလက်ကလေးနဲ့လည်းလှုပ်ထားမယ်လှုပ်ပြီးတော့မှကျွန်တော်တို့ဖြည်းဖြည်းလေးကျွန်တော်တို့လှုပ်ကြည့်ရမယ်လှုပ်ကြည့်တဲ့ခါကျတော့အော်ဒါဆိုရှင်ငါတို့ပေးနိုင်တဲ့အခြေအနေရသွားပြီအဆင်လည်းပြေပြီပေါ့ပြေပြီဆိုတာနဲ့ကျွန်တော်တို့ကဘိန်းလုံးကိုကျွန်တော်အရင်ဆုံးတတ်ပတ်ဘိန်းလုံးကိုတတ်မယ်ဆိုတော့ဒီရဟာကချက်နဲ့ဒီချက်နဲ့ရဲ့ဝင်ယူထဲမှာကျွန်တော်တို့ဝင်နေရမယ်ဒီလိုနော်ဒီလိုဝင်ရမယ်ဝင်ပြီးတာနဲ့လက်တစ်ဖက်ကလည်းဒီဘက်ကိုထားမယ်ထားပြီးရင်ကျွန်တော်တို့ကပြန်ကြက်မယ်ဒါကိုကြက်မယ်ကြက်မယ် ကြက်မယ်ဒါကြတော့အောက်မှာကျွန်တော်တို့ line ရှိထားပြီးသားလေ line ရှိထားပြီးသားဆိုတော့ကျွန်တော်တို့ကကြက်လိုက်လို့ရတယ်ဟုတ်ပြီနော်ကြက်လိုက်လို့ရတယ်ကြက်ပြီးပြီးဆိုတာနဲ့ကျွန်တော်တို့ကအဝတ်ဆုပ်ကတော့အမြဲတမ်းသုံးနေရမယ်နော်ကျွန်တော်တို့အဝတ်ဆုပ်ကလေးနဲ့လည်း C ကိုကျွန်တော်တို့ပြန်အောင်လုပ်ပေးရမယ်နောက်ပြီးတော့ဖြည်းဖြည်းလေးကျွန်တော်တို့လှည့်ကြည့်မယ်ဟောဒါဆိုရင်အဆင်ပြေနေပြီဟုတ်ပြီအဲ့ဒါပြီးတာနဲ့ကျွန်တော်တို့ကထည့်ရမယ့်အပိုင်းလေးတွေပေါ့နော်ထည့်ရမယ့်အပိုင်းလေးတွေခုနကတော့ကျွန်တော်တို့က B ကို ဒီ B ပေါ့နော်ဒီ B ကိုခုနကကျွန်တော်ဖြုတ်နေရင်းနဲ့တတ်နေရင်းနဲ့ပဲကျွန်တော်တို့ပြန်လို့ထည့်လိုက်ပြီထည့်လိုက်ပြီဘာကြောင့်မလဲဆိုတော့သူ့ကိုဖြုတ်ပြီးပြီဆိုလို့ရှင်ထည့်ရတာနည်းနည်းကတ်တတ်တယ်သူတို့သူတို့တွေရနော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒါကိုတော့အချိန်ယူပြီးတော့ဒါပြနိုင်မယ်ဆိုလို့ရှင်ကြတော့ဟိုအချိန်ကြီးအရန်ကြံ့ကြာသွားမယ်ပေါ့နော်သူ့ကိုဆိုလို့ရှင်မိနစ်20 30လောက်ထည့်ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကတတ်နိုင်ပြီးတော့ကျွန်တော်တို့မဖြုတ်တော့ဘူးပေါ့နော်မဖြုတ်ဘဲနဲ့ကျွန်တော်တို့ချိန်လို့ရတဲ့အပိုင်းတွေမြောက်များစွာပဲဟုတ်ပြီအဲ့ဆိုလို့ရှင်ကျွန်တော်တို့က ဒါဒီမန်ပြင်ဖြစ်ပါတယ်မန်ပြင်ကိုကျွန်တော်တို့ဘယ်လိုထားမလဲနော်မန်ပြင်လေးကိုကျွန်တော်တို့ဒီလိုယူမယ်ယူပြီးတာနဲ့စပြီးတော့ဖြည်းဖြည်းလေးကျွန်တော်တို့ထားပါမယ်ထားမယ်ဟောသူကလည်းတူဝင်သွားတယ်ပေါ့နော်ဒီလိုမျိုးဝင်သွားပြီဝင်သွားပြီဆိုတဲ့ခါကျမှကျွန်တော်တို့ကစပြီးတော့လဲလက်ကလေးနဲ့ပဲအရင်ဆုံးချိန်ကြည့်မယ်ချိန်ကြည့်ပြီးတော့မှဩငါဒီလိုဆိုရှင်ပေးနိုင်သလားဒါဆိုရင်ဒီလိုကြက်မယ်ကြက်ကြည့်မင်းရဲ့ဆိုလို့ရှင်ပေါ့ထွက်နိုင်မလားအဲဒီလိုမျိုးလေးပေါ့ဟုတ်ပြီနော်ဒါလောက်လောက်ကလေးမှထားမယ် ထားပြီးတာနဲ့ကျွန်တော်တို့မန်ပြင်ကိုကြက်တဲ့စကရူလေးနဲ့ကျွန်တော်တို့ကြက်ရပါမယ်ဒီစကရူလေးနဲ့ကြက်ရပါမယ်စပြီးတော့ကျွန်တော်တို့ကအဲ့ဒီအောက်ခံကတခါတည်းဟွာဖြစ်တတ်တယ်လက်ကလေးနဲ့ပဲအရင်ဆုံးတင်းတင်းလေးစကြက်ကြည့်မယ်စကြက်ပြီးဆိုရင်ဒီမှာเนาะကျွန်တော်ကင်လိုက်ပြီဒီလိုလေးကင်လိုက်တယ်ထိန်လိုက်တယ်ထိန်ပြီးတာနဲ့ဒီလိုလေးကြောက်လက်ဟိုဘက်ဒီဘက်တွေလည်းမချော်သွားအောင်ကျွန်တော်ထိန်ရတယ် တ်ခါတယ် the break တယ်အဲ့ဆိုရင်ရပြီရသလားကျွန်တော်တို့ကြည့်မယ်ပေါ့နော်ကြည့်ပြီးရတယ်ကျွန်တော်တို့ကအောက်ဒါဆိုရင်အောက်ကဓာပေါ့အောက်ဓာအောက်ဓာနဲ့အပေါ်ဓာကိုကျွန်တော်တို့ကအပေါ်ဓာတည်တယ်လို့ဖြစ်ရမယ်အောက်ဓာတည်လို့ဖြစ်ရမယ်လေအဲ့လိုဖြစ်ပြီးတဲ့ခါကျမှဒီလိုတက်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 ဆိုပြီးတော့တို့လောက်မှာဒါကြောင့်မလို့ကျွန်တော်တို့ကဒီအောက်ဓာကိုအရင်ထည့်ရပါ အောက်ဓာလေးထဲ့ပုံထဲ့နေရလဲသူကနဲ့သူဒီမှာ line ကလေးရှိတယ်အဲ့ line ကလေးဓာလေးတဲ့ကိုပဲကျွန်တော်တို့ကသူကနဲ့သူဒီလိုလေးတွင်းလိုက်တာဟုတ်ပြီနော်ဒီလိုလေးတွင်းလိုက်တာတွင်းပြီးပြီဆိုတာနဲ့ဒီရဲ့ b ကိုဒီဒီလိုအပေါ်မှာထားမှာလားဒီလက်လောက်မှာထားမှာလားပေါ့နော်ဒီလက်လောက်မှာထားမှာလားကျွန်တော်တို့ကထားကြည့်ပြီးတော့မှကျွန်တော်တို့ကချက်ထားမယ်ဟုတ်ပြီနော်အဲ့ဒါပြီးတော့မှ ဒါလေးကိုကျွန်တော်တို့နည်းနည်းလေးကြက်ထားပေးမယ်ကရက်လောက်မှာထားထားကြည့်မယ်ပေါ့ထားပြီးပြီဆိုရင်အပေါ်အပေါ်ဒီဟာကိုမထည့်သေးဘူးမထည့်သေးဘဲနဲ့ကျွန်တော်တို့စပြီးတော့ဖြည်းဖြည်းချင်းစီအပေါ်ဘူးနွယ်ကိုကျွန်တော်တို့စထည့်တော့မယ်အပေါ်ဘူးနွယ်ဆိုလို့ရှိရင်ဘူးနွယ်ကိုဘယ်လိုထားမလဲဒီနားမှာဒီလိုထားမယ်ထားပြီးရနဲ့ဒါကိုဒီလိုကြက်မယ်ဖြည်းဖြည်းလေးကြက်မယ်ကြက်တာနဲ့ကျွန်တော်တို့က တခါတော့ the brake ထဲလေဒါကိုတို့သွားကြက်လိုက်လို့မရအောင်။ဘာကြောင့်လဲဆိုတော့ဒါပဲ့တတ်တယ်။ပဲ့တတ်တဲ့ကြောင့်မလို့ကျွန်တော်တို့ကဒါလေးကိုဒီလိုလေးထားတယ်။နော်ဒီလိုထားပြီးတာနဲ့ဒါကိုဆိုရှင်ကျွန်တော်ကြက်လို့ရအောင်။ကဲကြက်လိုက်လို့ရပါတယ်။ကြက်ပြီးပြီဆိုတာနဲ့အပေါ်ကနေပြီးတော့ဘူးနွယ်လေးကိုကျွန်တော်တို့ထည့်မယ်။ဘူးနွယ်လေးကိုထည့်ပြီးထည့်ပြီးတာနဲ့သူ့ရဲ့ဒါလေးကိုထည့်မယ်။ညံပြီးတော့ မနော်လက်ကလေးနဲ့လည်းကျွန်တော်စမ်းကြည့်ပေးတယ်ဘူးနွယ်ရဲ့အပြားလေးကဘယ်လောက်အနေထားမှာထားတာလဲဟောအဲ့လောက်အနေထားဆိုရင်ရပြီနောက်ပြီးတော့လေးကိုလည်းကျွန်တော်တို့ဒီလိုထည့်မယ်ထည့်ပြီးပြီဆိုရင်ချီကိုဒီလိုထားမယ်ထားပြီးရနဲ့ဘေးဘူးနွယ်ပေါ့ဘေးဘူးနွယ်လေးကိုလည်းကျွန်တော်တို့ပြန်တတ်ပါတယ် ဆိုရင်ဘေးဘူးနွယ်အဲ့ခါကျတော့ဒီခြီဒီဒီခြီကကျတော့ဒီလိုအောက်ကိုတအားရောက်နေသလားပေါ့နော်ရောက်နေတယ်လို့ထင်လို့ရှိရင်ကျွန်တော်တို့ကနည်းနည်းလေးခြောက်မယ်ခြောက်ပြရတယ်တို့လေးနည်းနည်းတင်လာဩတလက်လောက်ဆိုရင်တလက်လောက်အဲဒါကကိုယ့်အနေကိုတို့ထိန်းလို့ရတယ်ပေါ့နော်ပြီးတာနဲ့ကျွန်တော်ဒီရဲ့အောက်ဒီရဲ့အောက်ကဘူးနွယ်ကိုကျွန်တော်တတ်ပါမယ်အောက်ဘူးနွယ်လည်းဒီတိုင်းလေးပဲထည့်မယ်ထည့်ပြရနဲ့ဒီလိုလေးအပြားလေးကိုရိုက်မယ်ထည့်ပြရင်ဒါလေးထည့်မယ်ထည့်ပြီးရင် သူ့ရဲ့အပေါ်ကနေပြီးတော့ကြက်မဲ့နှက်ကလေးပေါ့ဒါလေးနဲ့ကျွန်တော်ကြက်လိုက်ပါတယ်ကျွန်တော်တို့လက်ကလေးနဲ့ဒါလိုမျိုးလေးစမ်းကြည့်တယ်ဒါအဆင်ပြေတယ်ဒီဘက်ကလည်းဟောအဆင်ပြေပြီဒါဆိုရှင်အဆင်ပြေပြီပေါ့အဆင်ပြေပြီပြီဆိုတာနဲ့ကျွန်တော်တို့ကဒီမှာရှိနေတဲ့ B ပေါ့ B ကိုကျွန်တော်တို့ထည့်ပါတော့မယ် B လေးကိုထည့်မယ် B လေးထည့်တဲ့ခါကျတော့သူ့ line နဲ့တူထည့်ရမယ်နော်ဒီရဲ့ line လေးဂျားလေးတွေကိုကျွန်တော်ဝင်ရမယ်အဲ့ဒီ line ကလေးဒီ line ကလေးတွေကိုဝင်သွားမှာသူ့အလိုလိုနော်အဲ့ဒါဆိုလို့ရှိရင်မဝင်သေးဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘယ်ခွားနဲ့ပြန်လို့ရှော့ရမလဲခွန်နဲ့၈နဲ့ပေးထားတယ်ခွန်နဲ့ကျွန်တော်တို့ကနည်းနည်းလေးရှော့မယ်နော်နည်းနည်းလေးရှော့မယ်ရှော့ပြီးတာနဲ့ဒီအပြားကလေးကအပေါ်ဆုံးမှနေရမယ်ဒီလိုအပေါ်မှနေရမယ်နော် B နောက်ပြီး B လေးကိုကျွန်တော်တို့ဖြည်းဖြည်းလေးတွင်းမယ်အော် B ကိုနည်းနည်းလေးဖြည်းဖြည်းလေးတွင်းလိုက်ပြီးတွင်းပြီးပြီဆိုတာ ਨੇ ဒီမှာရှိနေတဲ့မန်ပြင်ပေါက်ပေါ့ဒီမန်ပြင်ကကျတော့တများမန်ပြင်နေလို့မတူဘူးရိုးရိုးမန်ပြင်နဲ့တော့မတူဘူးမန်ပြင်ရဲ့သဘောတဘာဝအဲ့ဆိုအဲ့လက်လောက်မှာကျွန်တော်တို့ကဒီလက်လောက်မှာပေါ့အပေါက်နဲ့ကျွန်တော်တို့ကတိုင်းမယ်တိုင်းပြီးရတယ်ပြန်ကြက်မယ် ဖြည်းဖြည်းလေးပြန်ကြက်မယ်အရန်ကြီးမကြက်ရဘူးအရန်ကြီးမကြက်ရဘူးကျွန်တော်ဖြည်းဖြည်းလေးပြန်ကြက်မယ်နည်းနည်းလေးတင်းပြီဆိုတော့ခါကြလို့ရှိရင်ကျွန်တော်တို့ထားလို့ရပြီဩဒါတော့ဆိုရင်ရပြီလားနော်နည်းနည်းတင်းပြီအဲဒါဆိုရင်ရပြီသူကလည်းဒီလိုလေးလေးလှုပ်ရှားနေရအဲ့လိုမလှုပ်ရှားမနဲ့ကြက်ကြက်ကြီးဖြစ်နေဆိုရင်မရအောင်နော်အားကြောင့်မကျွန်တော်တို့ကဒီလိုလေးလှုပ်ရှားရမယ်ဒါလေးကိုကျွန်တော်တို့နည်းနည်းလေးတည်ရတည်ပြီးတာနဲ့ ဘေးနားကနေနောက်ထပ်နည်းနည်းလေးပြန်ကြက်မယ်ဒီအောင်ပြန်ရပြီအဲ့ဒါပြီးတာနဲ့ကျွန်တော်တို့တွေအပေါ်ကနေပြီးတော့ဒါလေးကိုကျွန်တော်တို့ထည့်ပါမယ်စပရင်ထည့်ပြီစပရင်လေးကိုထိုးထည့်လိုက်တာเนาะထိုးထည့်ပြီးရတဲ့ဒါလေးကိုကျွန်တော်တို့ပြန်ကြက်မယ်ဖြည်းဖြည်းလေးကြက်တယ်ကြက်တယ်ကြက်တယ်ရလာပါတော့เนาะ အဲ့လိုမျိုးလေးနည်းနည်းလေးပဲအရင်ဆုံးလုပ်ထားအောင်မယ်လုပ်ပြီးရနေကျွန်တော်တို့ကဒီမှာရှိနေတဲ့အားလေးကိုကျွန်တော်တို့ပြန်ထည့်မယ်ဒါကလည်းပဲကျွန်တော်တို့က B ဒိမ့်မယ်နော် B လေးကိုဒီလိုထိန်းတာလေဒီလိုထိန်းတာအဲ့ဒါလေးကိုကျွန်တော်တို့ကပြန်လို့ကြက်ပေးရတယ်လိုလေ ဘလို့ထားသလဲဒီဘီရဲ့အောက်မှာဒီခွက်ကလေးရှိတယ်ဒီဟာလည်းမကျိုးအောင်တော့ဒါဒီတန်ကျွတ်နဲ့လုတ်ထားတာကျွန်တော်တို့ကတန်ကျွတ်နဲ့လုတ်ထားတဲ့အတွက်ကြောင့်မဟုတ်လို့ကျိုးလို့မရဘူးဖြည်းဖြည်းလေးကျွန်တော်တို့ပြန်ကြက်တယ်ဖြည်းဖြည်းလေးပြန်ကြက်တယ်ကြက်ပြီးတော့ဆုံးဆွန်ဒီကြက်ပြီးပြီဆိုရင်တော့လုတ်လို့ရသလားဒါဆိုရင်ရသွားပြီအဆင်ပြေပြီဆိုရင်ဒါလေးကိုကျွန်တော်တို့ကပေးနိုင်တယ်ဟုတ်ပြီအဲ့တော့ ကျွန်တော်တို့ကဆက်ကိုလုတ်ကြည့်တယ်ပြန်ပြီးတော့လက်ကနေတော့အမြဲတမ်းလို့လို့ကျွန်တော်တို့ကဒီလိုလုတ်ကြည့်နေရမယ်ပေါ့နော်ပြန်လုံးနောက်ထပ်တစ်ချိန်ပြန်လုံးလုတ်ကြည့်တယ်ရသလားပေါ့နော်သူဒီအရန်ကြီးကြက်နေသလားပေါ့ဟုတ်ပြီဒါဆိုရင်သူကချိန်တဲ့ခါမှာအရေးကြီးဆုံးပုံမှန်လေးလေးပြောရင်ချိန်မှုရအတွက်ကအရေးကြီးဆုံးကြံတဲ့အစိတ်ပိုင်းကအလောက်ထင်မဟုတ်ဘူးပေါ့နော်